အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တဲ့အားလုံးပဲမင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအားကစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ကျင်းသစ်ကလပ် Lyon ရဲ့အဓိကတိုက်စစ်မှု Jonathan David နဲ့အတစ်ဖက်က Angel Gomez တို့နှစ်ယောက်လုံးကလပ်တင်းကထွက်ခွာပါပြီ။နှစ်ယောက်လုံးယာစီကုန်းမှာတက်တန်းကုန်ဆုံးသွားပြီဖြစ်ပြီးတော့ အသင်းနဲ့တတ်တမ်းမတိုးဖို့ဆုံးဖြတ်တဲ့အတွက်ဥရောပကလပ်တွေကိုပြောင်းရွှေ့မှာပါဂျိုနာသန်ဒေးဗစ်ကိုတော့နာပိုလီနဲ့အီတလီကလပ်တွေကအသေးအတန်နိုင်နေပြီးတော့အန်ဂယ်ဂူမာကတော့ပရီးမီယာလိကလပ်တွေကလွတ်ပြောင်းရွှေ့ခြင်းနဲ့ပေါ်ဖို့ကြိုးပမ်းနေတာပါလီယွန်ရဲ့ကွင်းလေကစားမရိုင်ယန်ချီပီကိုအခုလက်ရှိမှာတော့ကလပ်တင်ကထွက်ခွာမှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်အသက်22နှစ်အရွယ်ရှိတဲ့ဒီကွင်းလေကစားမလေးကစာချုပ်တစ်နှစ်ပဲကြံပြီးတော့သူကအတင်းကထွက်ခွာမှာဖြစ်ပြီး တန်း30ရရင်လီယွန်ဘက်က ထွက်ခွာခွင့်ပြုမှာဖြစ်တယ်လို့ဆိုထားပါတယ်။ဂျူဗန်တက်စ်ကလည်း2026မှာတက်တန်းကုန်ဆုံးမဲ့ဗလာဟိုဗစ်ကိုတက်တန်းမတိုးတော့ကြောင်းအတည်ပြုတဲ့အတွက်သူ့ကိုလည်းထွက်ခွာခွင့်ပေးထားပါတယ်။ပြောင်းရွှေ့ခြေကတော့ယူရိုတန်း60လောက်ထိဂျူဗန်တက်စ်ကတောင်းဆိုထားတာဖြစ်တယ်။ မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်မှုအောင်ဖြစ်ပြီးတော့မာဆေးမှာဒီယာတီပြင်သစ်လီရဲ့ top goal ဆိုတာဖြစ်တဲ့ Mason Greenwood ကတော့ကလပ်သင်းမှာဆက်နေမှာပါမာဆေးအသင်းက Champions League ဝင်ခွင့်ရတဲ့အတွက် Greenwood ကမာဆေးနဲ့အတူထပ်ပြီးဆက်ရှိဖို့အတွက်လက်ရှိမှာကံလမ်းမှုတွေကိုပယ်ချပြီးဒီသင်းမှာဆက်နေသွားမှာဖြစ်ကြောင်းဆိုထားပါတယ် Barcelona အသင်းရဲ့လူငယ်ကစားမလာမီယမားကလာမဲယာတီမှာကျွန်းနံပါတ်10ဝစ်စင်မှာဖြစ်တယ်ယမားကဒီယာတီမှာကျွန်းနံပါတ်16သူဆက်ဆက်ခြင်းတော့ကကျွန်းနံပါတ်30ဝစ်စင်ခဲ့ပြီးတော့အခု Ansu ပါတီထွက်ခွာတဲ့အတွက်ကလပ်သင်းကသူ့ကို legendary ကျောင်းနံပါတ်30ဝစ်စင်ကိုပေးမှာဖြစ်ပြီးတော့သူ့ရဲ့ရောချင်းစာချုပ်စာချုပ်တက်မှာ Euro 10 billion တိရှိမှာဖြစ်တယ်လို့ဆိုထားပါတယ်။ Laporta ကတော့ Rafinha ကိုတက်တန်းထပ်တိုးဖို့သဘောတူလိုက်ပြီးချစ်ချောင်းကြီးညာလိုက်ပါတယ်။2029ခုနှစ်ထိစာချုပ်ရှိတဲ့ Rafinha ကိုလာစာတိုးမြင့်ပြီးတော့2028ထိနောက်ထပ်တစ်နှစ်တက်တန်းထပ်ပိုးထားပြီးတော့ Rafinha ကလည်းဒီသင်းမှာပျော်ရှင်တဲ့အတွက်သဘောတူညီမှုရရှိခဲ့တာဖြစ်ကြောင်းဆိုထားပါတယ်။ Hansi Flick ကတော့အခု ုနှစ်မှာပဲဘာဆိုနာအသင်းနဲ့တနစ်တတန်းထပ်တိုးပါတယ်2026ခုစာချုပ်ချုပ်ဆိုထားတဲ့ဟန်စီဖလစ်ကဒီယာဒီမှာပြည်တွင်းဖလားပြိုင်ပွဲ၃ခုမှာ အောင်မြင်ခဲ့ပြီးချန်ပီယံဖြစ်တဲ့အတွက်ကလပ်ကသူ့ကိုနောက်ထပ်တစ်နှစ်ထပ်ထိုးခဲ့တာလည်းဖြစ်တယ်။ရီယယ်မက်ဒရစ်ရဲ့နီးပြားသေးဂျာဗီအလွန်ဆိုကဝါရင့်အသင်းကောင်းဆောင်လူကာမိုးထွစ်နဲ့တွဲဆုံစကားပြောဆိုခဲ့ပြီးနောက်မိုးထွစ်ကိုအသင်းမှာဆက်ထိန်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အသက်39 40ပြည့်တော်မဲ့လူကာမိုးထွစ်ကိုရီယယ်မက်ဒရစ်အသင်းကနောက်ထပ်တစ်နှစ်ထပ်ထိုးပြီးတော့ ကလပ်သင်းမှာဆက်ရှိဖို့ဆုံးဖြတ်ထားတာလည်းဖြစ်တယ်ရီယယ်မက်ဒရစ်အနေနဲ့ရပိုင်းအတွက်မှာပဲဘန်ဖီကာရဲ့လူငယ်ပင်နောက်ခံကစားမအေဗာရူကာဆာရက်စ်ကိုခေါ်နိုင်လို့ပါပါမန်ချက်စတာယူနိုက်တက်ကကစားမဟောင်းဖြစ်ပြီးတော့ဘန်ဖီကာအသင်းရှိကနေ ယူရို190ထိပေးရဖို့ရှိပေမဲ့နှစ်ဖက်ကြားဆွေးနွေးမှုကတန်း40ပတ်ဝန်းကျင်နဲ့ဖြစ်လာနိုင်ပွဲရှိကြောင်းဆိုပါတယ်ခါလိုအန်ချလော်တီကတော့ဘရာဇီးလ်ရွေးစဉ်သင်းကိုနွေရာသီမှာတွားရောက်ကြိုက်တွယ်မှာဖြစ်ပေမဲ့လာမယ့်ရာသီမှာပိုကောင်းတဲ့အမ်ဘပ်ပေကိုတွေးရဖို့ရှိပြီးရီယယ်မက်ဒရစ်အတွက်ပိုကောင်းတဲ့အသင်းတစ်သင်းကိုအလွန်ဆိုတယောက်ဖန်တီးပေးနိုင်လိမ့်မယ်လို့ဆိုပါတယ်ချက်စီအသင်းကတော့အခုလောလောဆယ်အနေထားရရီယယ်မက်ဒရစ်ရဲ့တောင်းပန်ကစားမှာဂူဂူကိုချင်းကတ်လာပါတယ်ဒီကြားမှာကမက်ဒရစ်ကထွက်ဖို့ပြင်ဆင်နေတာဖြစ်ပြီးတော့ Vinicius Junior နဲ့ Ampapero ကဥစားပေးအထောက်တိုက်စစ်အတွဲလို့သတ်မှတ်ပြီးတော့ Rodrigo ကို Sporting ကိုအဖြစ်ထားရှိတဲ့အတွက် Rodrigo ထွက်ခွာဖို့ရှိတာဖြစ်တဲ့ Arsenal တင်းကစိတ်ဝင်စားတဲ့အချိန်မှာ Chelsea ကလည်းဒီစားမကိုဆက်သွယ်မှုပြုလုပ်ထားတယ်လို့ဆိုပါတယ် Chelsea အနေနဲ့လက်ရှိနေထားရ Chalupa ကိုရောင်းချပြီးနောက်တစ်ပတ်က Arsenal တစ်ဆိုင်စီနဲ့ Barria ရှိအပါအဝင် Fofana တို့အားလုံးကိုရောင်းထုတ်ဖို့ပြင်ဆင်ရရှိတယ်။သူတို့ဘက်ကခံစင်မှုအနည်းဆုံး၂ရောက်လောက်ရောင်းထုတ်ပြီးတော့ ဟိုနောက်ခံလူနှစ်ယောက်ကိုခေါ်ယူသွားဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ Chelsea ကတစ်ဖက်မှာလည်း LZ ရဲ့အခြေအနေကိုလည်းစောင့်ကြည့်နေဖို့တစ်ချိန်တည်းမှာပဲ Antoine Griezmann နဲ့တောင်မန်ကစားမတစ်ယောက်ကိုကြည့်နေတယ်။ Chelsea အနေနဲ့နွေရာသီမှာကစားမသေးဝယ်ယူဖို့အတွက်တောင်မန် position တွေကိုအဓိကခေါ်ယူချင်တာဖြစ်ပြီးတော့နီးပြ Ansu Marsca အတွက်အသင်းဘက်က တိုက်စစ်မှုနဲ့တောင်ပံကစားမတယောက်ခေါ်ယူပေးဖို့ရှိကြောင်းဆိုထားပါတယ်ဝါဖီလေယောက AC မီလန်ကထွက်ဖို့စဉ်းစားနေတဲ့အချိန်သူ့ရဲ့ရောချေးစာချုပ်185တန်းကိုချက်စီဘက်ကပေးဖို့ဆန္ဒရှိနေတယ်ချက်စီသင်းနေတဲ့ယူရိုတန်း120ပတ်ဝန်းကျင်လောက်နဲ့အပူစုချေးပုံစံမျိုးနဲ့စိတ်ဝင်စားလျက်ရှိကြောင်းဖော်ပြလာပါတယ်မန်ယူနိုက်တက်ကမတ်တီးယပ်စ်ကူညာကိုခြေတစ်ပတ်မှာစာချုပ်ချုပ်ဆိုမှာပါနှစ်ဖက်ကြားသဘောတူလိုက်ပြီးကစားမကယူနိုက်တက်ကိုခေါင်းငိမ့်နဲ့ပေါင်62.5တန်းနဲ့အပီး သက်ခေါ်ယူမှာဖြစ်သလိုကုညာကိုတိုင်ကလည်းအခြားအပင်ကမ်းလှမ်းမှုတွေရပြီးမဲ့ United ကိုခေါင်းငိတ်ထားတဲ့အတွက်ဒီတစ်ပတ်တွင်အပိသက်စာချုပ်ချုပ်ဆိုမှာပါ Athletic FC မှာပေါ်ပြချက်ရ Manchester United အတွက်တိုက်စီမှုဖြစ်တဲ့ Leon Delap ကိုခေါ်ဖို့ဆွေးနွေးခဲ့ပါတယ် US ဆွေးနွေးမှုဆိုတဲ့သတင်းထွက်ပေါ်ခဲ့ပြီး Leon Delap ကတော့ Man United ရဲ့ project နဲ့သူ့ရဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့လက်ခံသွားဖို့ရှိတယ်လို့ပေါ်ပြထားတယ် Manchester United ကခါလုတ်ကက်ဆမီရိုကိုနောက်ဆုံးရသည့်အထိထပ်ချိန်ထားဖို့ရှိတယ်။ United ကလာစာမြန်မ ားတဲ့ခက်ဆမီတို့ကိုအစောပိုင်းလုံးကရှင်းထုတ်ဖို့စဉ်းစားထားပြီးမဲ့ဒီကစားမကဒီယာဒီကုမ္ပဏီမှခြေစွမ်းပြတဲ့အတွက်ဘူပင်အမရွန်ကသူ့ကိုနောက်ဆုံးတရားသည့်ဆက်ထိန်ထားဖို့ဆန္ဒရှိကြောင်းဖော်ပြထားပါတယ်။အာစနယ်အသင်းကလည်းလူငယ်ကစားမမတ်ဒေါမန်ကိုနာမည်ရသည့်မှကလပ်အသင်းရဲ့ပထမအသင်းကိုခေါ်ယူတော့မှာပါအသက်၅နှစ်ပဲရှိပြီးတကယ်ကို sensation ကွင်းလေ foundation လူငယ်ကစားမလေးကိုအာစနယ်အသင်းကလာမယ့်ရာသီအသင်းရဲ့ squad ထဲမှာထည့်သွင်းတော့မှာဖြစ်ကြောင်းမီကယ်အာတီတာကအတည်ပြုထားပါတယ်။အာစနယ်ဟာ ာချယ်ဆီရဲ့တိုက်စင်မှုခရစ်စတိုဘာအန်ကူကူကိုဆက်သွယ်တဲ့အထက်ပါလာတာဖြစ်ပါတယ်ခရစ်စတိုဘာအန်ကူကူကိုလိုချင်တဲ့အထက်မှာလီဗာပူးအပါဝင်ဘိုင်ယန်မြူနစ်နဲ့အသင်းတွေများစွာရှိပြီးတော့အာဆင်နယ်ကလည်းအန်ကူကူကိုလိုချင်ကြောင်းဖော်ပြလာပါတယ် ဗီတာယော့ခရက်ကိုအာစနယ်ကတောက်လျှောက်ကြိုးပမ်းနေပြီးတော့ပေါင်65တန်းနဲ့ရနိုင်ဖို့နီးစပ်လျက်ရှိတယ်။တချို့ report တွေမှာဆိုရင်ယော့ခရက်ကမန်ယူနိုက်တက်ကစိတ်ဝင်စားမှုရှိတဲ့အတွက်အပြိုင်ဖြစ်နိုင်ပေမဲ့ကစားမကသူ့ရဲ့ chance နဲ့အခြေအနေပေါ်မူတည်ပြီးတော့အာစနယ်တင်းရဲ့အားစား driver ကတော့သူ့ကိုခေါ်နိုင်လိမ့်မယ်လို့ယုံကြည်နေတာပါ။ Manchester City ကသူတို့ရဲ့နွေရာသီပြင်မှတ်ဖြစ် Florian Vaz ကိုခေါ်ယူတော့မှာမဟုတ်ကြောင်းကြေညာလိုက်ပါတယ်။ City အနေနဲ့ total Euro 3000လောက် package ကုန်ကျနိုင်တဲ့အတွက် ီပြောင်းရွှေ့ကိုနှုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ဘိုင်ယားလီဗာပူးစင်ကဒီပြောင်းရွှေ့ခြင်းမှာယူရို125တန် plus အပိုးစုခြင်းမှုအပြင်ကစားမရဲ့လောက်ခလာပါနဲ့အခြားခံစား권တွေကတန်း300လောက်ရှိတဲ့အတွက် City ကသူ့ကိုမခေါ်ပြို့ဆုံးဖြတ်ခဲ့ကြောင်း BBC ကဖော်ပြထားတာပါ။ City နေနဲ့လာမဲ့နွေရာဒီမှာကစားမ၄နေရာအတွက်ခွန်ယူဖို့ပြင်ဆင်နေပါတယ်။ Queenley position ၂နေရာ၊ဘယ်ညာနောက်ခံ၂နေရာကိုခွန်ယူသွားဖို့ပြင်ဆင်ပြီးတော့ Guardiola အသင်းကိုအားပြေမှလည်းဖြစ်တယ်။ မန်ချက်စတာစီးတီးကလီဗာပူးခေါ်ဖို့ချိုးပန်းနေတဲ့မီလော့စ်ခါကစ်ကိုဆက်သွယ်ထားတယ်ဟန်ဂေရီပင်နောက်ခံကစားမကပေါင်တန်း40 55တန်းသတ်မှတ်ထားတဲ့ချိန် ဘုံမောက်အသင်းရှိကနေလီဗာပူးနဲ့အပြိုင်သူတို့ဘက်ကခေါ်ယူဖို့ကြိုးပမ်းနေတာပါထော့နမ်ဟော့စပါခေါ်ဖို့စိတ်ဝင်စားနေတဲ့အိုက်ထရန်ဖရန့်ဘက်ရဲ့ပြင်သစ်တိုက်စစ်မှုဟူဂိုအကီတီကီကိုဂျာမန်ကလပ်အသင်းကယူရိုတန်းတရာထိတက်မှတ်လိုက်ပါတယ်ဒီစားမောက်ကိုအိုက်ထရန်ဖရန့်ဘက်အသင်းရှိကနေစပါကဆက်သွယ်ထားပြီးတော့ခေါ်ကြည့်နေလို့ဆိုထားပေမဲ့ပြောင်းဖြေကြီးကတော့တန်းတရာထိတက်မှတ်ထားတာလည်းဖြစ်တယ်စပါအသင်းကလက်ရှိအနေထားအရသူတို့အသင်းရဲ့ကွင်းလယ်နဲ့ခံစစ်ပိုက်အပါအဝင်လာမယ့်ရာသီမှာတေချာပေါက်တိုက်စစ် ူတယောက်ခေါ်ယူအားဖြစ်သွားမှာဖြစ်ကြောင်းအတည်ပြုထားပါတယ်လီဗာပူးကလက်ရှိမှာဂျေမီဖရင်ဘောင်ကိုခေါ်ယူခဲ့ပြီးနောက်တစ်ဖက်ကဂျာဗီစီမွန်ကိုလည်းစိတ်ဝင်စားနေပါတယ်အာဘီလိုက်ဆက်ရဲ့ကစားမကို ယူရို190နဲ့ခေါ်နိုင်မှာဖြစ်ပြီးတော့ Leipzig ကရောင်းမယ်ဆိုတဲ့အတွက်လီဗာပူးကတောင်းလျှောက်စောင့်ကြည့်နေတာပါလီဗာပူးအနေနဲ့ခလဟာကိုရောင်းထုတ်ဖို့ရှိနေပါတယ် Aston Villa အသင်းကသူတို့ရဲ့ကိုယ်သမား Emi Martinez ညမှာအစားထိုးဖို့ရှိတယ်လက်ရှိနေထားရ Mama Tishbli ဟာနှူရတီမှာလီဗာပူးကိုပြောင်းရွှေ့မှာဖြစ်တဲ့အတွက်လီဗာပူးဘက်ကကိုယ်သမားတယောက်ရောင်းဖို့ရှိပြီးတော့ ခဲလာအတွက်ပေါင်25တန်လောက်အလိုရှိနေတာ ဖြစ်တဲ့နာပိုလီသင်းကတော့ဒါဝင်းနူညက်ကိုဆက်သွယ်ထားပါတယ်နာပိုလီနေနဲ့နူညက်ကိုပေါင်တန်း40ပဝန်းကျင်လောက်နဲ့ခေါ်ဖို့ကြိုးပမ်းနေလို့အာဂျင်နီနာကလပ် River Plate သင်းကလည်းသူ့ကိုကမ္ဘာကလပ်ပြိုင်ပွဲအတွက်အငားနဲ့ခေါ်ဖို့ကြိုးပမ်းနေတာပါ Atletico Madrid ကလည်း Inter Milan အသင်းရဲ့ကွင်းလက်စားမှာ Fatesi ကိုချဉ်ကပ်လျက်ရှိတယ်အထူးသဖြင့် Atletico Madrid အသင်းဟာသူတို့ဆုံးရှုံးလိုက်တဲ့ Angel Correa နေရာမှာအစားထိုးဖို့ပြင်ဆင်နေပြီးတော့ Fatesi ကိုခေါ်ဖို့ Milan ်ကိုဆက်သွယ်ထားတယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာတော့ Atletico Madrid ရဲ့တိုက်စစ်မှု Julian Alvarez ကို club ဘက်ကလုံးဝရောင်းချဖို့အစီအစဉ်မရှိကြောင်းဆိုထားပါတယ်။ဒီစားမောက်ကိုလိုချင်တဲ့အသင်းရဲ့အားကြီးရှိတဲ့ချင်း Julian Alvarez ကလည်းဒီကိုမှပျော်ရွှင်ကြောင်းနဲ့အသင်းကထွက်ဖို့အစီအစဉ်မရှိကြောင်းဖော်ပြထားတာပါ။ Ivan Rakitic ကတော့ကစားမဘွားကပြီးတိုင်ထားတော့မှာပါ။38နှစ်ရွယ်ရှိတဲ့ Croatia ကွင်းလေကစားမကကစားမဘွားကပြီးတိုင်နာဖို့အတီးပြူးပြီးချိန်ညာတော့မှာဖြစ်ပြီးတော့ဘလုံးသမားဘွားကိုအဆုံးသတ်တော့မှာဖြစ်တယ်။ Northern Forest အသင်းရဲ့လီပြာ Nuno Espirito Santo ကလည်းအသင်းပိုင်ရှင်နဲ့ကြာအတန်းရှင်ကြောင့်ယာတီကိုမှလမ်းခွဲဖို့ပြင်ဆင်ထားပါတယ်။ဒီယာတီမှာ Forest ကိုအကောင်းဆုံးစွမ်းဆောင်ထားသည့်တိုင်အောင်အသင်းပိုင်ရှင်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေကြောင့်သူကအသင်းကထွက်ခွာတော့မှဖြစ်ပြီးအသင်းပြောင်းရွှေ့ဖို့ပြင်ဆင်တယ်လို့ဖော်ပြထားတယ်။ City Club Roma ကိုရာကန် Klopp တယောက်ပြောင်းရွှေ့မယ်ဆိုပြီးတော့သတင်းတွေတက်ခဲ့တယ်။ Italy Media တွေက Klopp ဟာ၃နှစ်စာချုပ်နဲ့ပြောင်းမယ်ဆိုတဲ့သတင်းတွေတက်ခဲ့ပြီးတော့မှရာကန် Klopp ရဲ့ agent က လည်းညှိစုထားတာဖြစ်ပြီးတော့လက်ရှိမှာတော့ Glocka Red Bull Group မှာပျော်ရွှင်နေကြောင်းနဲ့အသင်းနီးပြရာသီကိုတော့ရယူဖို့ဆန္ဒရှိပေမဲ့အခုချိန်မှာတော့အချိန်မကျသေးဘူးလို့ဆိုထားပါတယ်။ Roma ကလည်းသူတို့ရဲ့နီးပြ Claudio Ranieri နေရာမှာရာသီကုန်းမှာအစားထိုးဖို့ Nuno Espirito Santo အပါဝဲ Max Allegri နဲ့ဤပြ၃ယောက်ကိုခေါ်ယူဖို့ကြိုးပမ်းနေပါတယ်။ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားလာတဲ့ဘာအားလုံးကျေးဇူးတင်ပါတယ်။